ိုကျော်ကြီးတက္ကရာဆိုတာဗာလဲတဲ့တက္ကရာဒိဋ္ဌိဆိုတာဗာလဲတဲ့အဲ့ဒါလေးပြောပြပြီးသားမှာဆိုတော့တက္ကရာဒိဋ္ဌိဆိုတာကတဆိုတာကထင်ရှားရှိတာကာယကယုံ nant အစုပေါင်းထင်ရှားရှိတဲ့ယုံ nant အစုပေါင်းပေါ်မှာဒိဋ္ဌိဆိုတာအမြင်မှားတာအဲ့ဒီအမြင်မှားမှုကိုတက္ကရာဒိဋ္ဌိလို့ခေါ်တယ်ဘလို့အမြင်မှားတာလဲဒီခန္ဓာကိုယ်ကြီးမှာခန္ဓာ၅ပါးရှိတယ်ရုပ်ဝေဒနာတညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးရှိတယ်ရုပ်ဆိုတဲ့သဘောတရားကတော့ခုမျက်စိနဲ့မြင်နေရတဲ့အရာတွေအကုန်လုံးကရုပ်တွေ ဒီယုတ်ကြီးကဒီကိုကောင်ကြီးကငါပဲလို့စွဲထားလိုက်တာငါပဲတတဝါပဲလို့အမြင်ရှိတယ်ဒါကဟုတ်လားမဟုတ်လားဆိုတာကြည့်လိုက်လို့ရှိရင်ငငယ်တော့မွေးကစားကတဒောင်လောက်ပဲရှိတယ်အလုံးမတန်နုံညံ့နေအဲ့ဒီယုတ်တွေနဲ့အခုယုတ်တွေနဲ့မတူတော့ဘူးလူလက်ပိုင်းကယုတ်တွေလူငယ်ပိုင်းကယုတ်တွေအခုယုတ်တွေဘလို့မှမတူတော့ဘူးအဲ့ဒီငငယ်ရရှိခဲ့တဲ့ယုတ်တွေကမရှိတော့ချုပ်ပြောက်သွားပြီပျက်စီးသွားပြီဒါတွေကထင်ထင်ရှားရှားမြင်ရတယ်လူတိုင်းလည်းသိနိုင်တဲ့ကိစ္စတစ်ခုလေအဲ့တော့ဒီထင်ရှားရမြင်ရတဲ့ဒီချုပ်ပြောက်သွားတဲ့ယုတ်တွေက ငါလို့ယူလိုက်လို့ရှင်ချုပ်ပြောက်သွားတာနဲ့အတူငါလည်းမရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်တက်ရောက်သွားတယ်။တိုးတော်လည်းဒီခန္ဓာကိုယ်ကြီးရဆက်လက်ပြီးတော့ရှင်သန်ပြီးရွေလျားနေတယ်။ရွေလျားနေတာဖြစ်ခြင်းကြောင့်ယုတ်တရားဒီငါမဟုတ်ဘူးလို့မြင်ရတယ်။အဲ့တော့ယုတ်ကငါမဟုတ်ဘူးလို့ရှုရတယ်။ငါလို့ရှုလိုက်တာနဲ့တက္ကရာဒိဋ္ဌိဖြစ်တယ်။အဲ့ဒီလိုပဲဝေဒနာဝေဒနာဆိုတဲ့ခံစားတတ်တဲ့သဘောတရားတွေခံစားတတ်တဲ့သဘောတရားတွေငငယ်ကခံစားရတဲ့ခံစားမှုတွေနဲ့အခုခံစားမှုတွေကမတူတော့ဘူး။ ငငယ်ရခံစားမှုတွေကပြန်ခံစားလို့မရတော့ချုပ်ပြောက်သွားပြီးပျက်စီးသွားပြီဥပမာလွယ်လွယ်ကူကူပြရမယ်ဆိုရင်လူငယ်ဘဝကရီးစားတန်ကထားလိုက်တဲ့အရွယ်တမန်သူမိန်းကလေးကိုမြင်ရရင်ကိုပဲရင်ထဲမှာတစ်ခါတည်းဖိုးတို့ဖက်သက်ပြီးဖြစ်တဲ့သဘောတရားတွေအခုဒီအရွယ်မှာခံစားခံကြီးခံစားလို့မရတော့ဘူးကောင်မလေးအရှိရဖြတ်သွားရတာပွဲတစ်ခါတည်းချက်ချက်တလို့လို့ယွန့်တလို့ဖြစ်တဲ့အရာတွေအခုချိန်မှာပြန်ခံစားကြည့်ခံစားလို့မရတော့ဘူး အဲ့ဒီခံစားချက်ကြီးအကုန်လုံးဒီချုပ်ပြောက်သွားပြီးပျက်စီးသွားပြီဒါဆိုခံစားမှုသဘောတရားတွေကငါလို့ပြောရမှာလားပြောလို့မရဘူးခံစားမှုတည်လေမမြဲဘူးဖောက်ပြန်တဲ့သဘောတရားရှိတယ်ဆိုတော့ထင်ရှားတယ်အဲ့တော့မှတ်သားတတ်တဲ့သဘောငငယ်အမှတ်သားထားတဲ့ကိစ္စတွေအကုန်လုံးကဒီချိန်မှာဘာမှမသိတော့ဘူးလီဘက်ထောက်အရွယ်ကမွေးကစားကမူလာတန်းကမှတ်သားထားတဲ့သဘောတရားတွေအခုချိန်မှာမသိနိုင်တော့သင်္ခါရစေ့စော်ပြုပြင်တာငငယ်တော့လိုချင်တတ်မှတ်တဲ့အရာတွေရှိတယ်ဟိုဟာလေးလိုချင်တယ်ဒီဟာလေးလိုချင်တယ်ဟိုဟာလေးဖြစ်ချင်တယ်ဒီချိန်မှာမရှိတော့ဘူး အဲ့ဒီလိုချင်မှုတွေအဲ့ဒီဖြစ်ချင်မှုတွေအားလုံးဒီဒီချိန်မှာမရှိတော့ဘူးအဲ့တော့ငငယ်ကတိခဲ့တဲ့ငငယ်ကဖြစ်ချင်ခဲ့တဲ့အရာဒီအားလုံးကလည်းဒီချိန်မှာမဖြစ်ချင်တော့မသိချင်တော့မလိုချင်တော့ဘူးအဲ့တော့တင်္ကာရသဘောတရားတွေကလည်းငါမဟုတ်သလိုဝိညာဉ်ဆိုတဲ့အထူးတည်တတ်တဲ့သဘောတွေငငယ်ကအထူးတည်ခဲ့တဲ့ကိစ္စတွေကအခုချိန်မှာမဟုတ်တော့တာဒီမမှန်တော့တာဒီပျက်စီးသွားတာဒီအများကြီးပဲအဲ့တော့အထူးတည်တတ်တဲ့သဘောတရားလည်းငါမဟုတ်အဲ့တော့ဒီခန္ဓာ၅ပါးသည်ငါမဟုတ်ဘူးလို့ရှုရတယ်မြင်တဲ့အခါမှာလူတစ်ယောက်ကငါခန္ဓာ၅ပါး ငါမဟုတ်ဘူးဆိုတာလေသဘောတရားလေးကိုနားလေနားလေတဲ့ခါကျတော့ तू ကဒီခန္ဓာကိုယ်ကြီးကဆက်လက်ယက်တည်နေတဲ့အတွက်ဒီခန္ဓာကိုယ်မှာငါဆိုတဲ့အကောင်လေးတကောင်ရှိတယ်ဒီခန္ဓာကိုယ်လေးမှာအဲ့တော့အခုဘာသာကြားတွေယူတဲ့အတ္တဝိညာဉ်လိပ်ပြာပေါ့နော်အဲ့ဒီအယူဝါဒအတ္တဝိညာဉ်စုလိပ်ပြာဆိုတဲ့အကောင်လေးတကောင်ကဒီခန္ဓာကိုယ်မှာတက်တက်ရှိတယ်အဲ့ဒီအကောင်လေးကတော့မအုံမနာမသိဘဲနဲ့ဒီခန္ဓာကိုယ်လေးမှာရှိဒီခန္ဓာကိုယ်လေးကငါဖြစ်တယ်အဲ့ဒီအကောင်လေးကငါဖြစ်တယ်အဲ့အဲ့ဒီအယူဝါဒအဲ့ဒီကောင်လေးကတေွားလို့ရှိရင်တော့တဘွားကိုသွားတယ် အဲ့ဒီအယူဝါဒအဲ့ဒါဒီတက္ကရာဒိဋ္ဌိဖြစ်တယ်အခုနခန္ဓာ၅ပါးကိုမှငါလို့ရှုတယ်ခန္ဓာ၅ပါးကိုတော့ငါလို့မရှုဘူးဒီခန္ဓာ၅ပါးတဲ့ကအပြင်ဘက်မှာငါဆိုတဲ့အကောင်ကြီးတစ်ကောင်တက်တက်ရှိတယ်အဲ့ဒါလေးကိုငါလို့ရှုတယ်ဆိုရင်တက္ကရာဒိဋ္ဌိဖြစ်တယ်နောက်တစ်ယောက်ကျတော့ဒီလိုလည်းမယူဘူး तू ကကျတော့ဘလို့ယူလိုက်လဲလို့မေးလို့ရှိရင်ဒီခန္ဓာ၅ပါးဆိုတာငွေချင်းနဲ့တည်ချင်းကြားထဲမှာပဲရှိတယ်တည်ရင်ပြီးပြီးပြက်ပြီးတော့ဒါမျိုးအယူယူလိုက်တာ သူကငါဆိုတာမဖြစ်တော့လို့ရှင်ငါဥစ္စာဆိုတာလည်းမရှိတော့ငါမရှိမှတော့ငါဥစ္စာဆိုတာမရှိတော့ဆိုအခုမောင်ကျော်တို့အောင်းနေတို့ထေကြီးပန်းတို့ဟောတဲ့ငါသူတပါးယောက်ျားမင်းမပုပ်ကိုတတ်တော်ဆိုတော့မရှိဘူးဆိုပြစ်ချပလိုက်တဲ့အယူဝါဒအဲ့လိုအယူဝါဒမျိုးကိုသူကပြစ်ချပလိုက်တာပြစ်ချပလိုက်တဲ့အယူဝါဒကပြက်ဆဲတဲ့အယူဝါဥစ္စေလာအယူဝါဒသေပြီးပြီးပြီကွာဆိုပြက်ဆဲကြောင်းအဲ့ဒါလက်တက္ကရာဒိဋ္ဌိပဲဟုတ်ပြီနော်နောက်တစ်ယောက်ကြတော့သူကဘလို့အယူဝါဒကိုယူလဲဆိုတော့ဟုတ်ပြီဒီခန္ဓာကိုယ်တည်းကလည်းမမြဲတာလည်းသိတယ်ဒါဆိုရင် နောက်ဘဝကိုဘယ်လိုသွားတာလဲဘယ်လိုဖြစ်တာလဲဒီတရားတွေဆိုတာကဟုတ်ရဲ့လားတကယ်ကိုရှိနေရဲ့လားဆိုတန်တရားဝိသိကိစ္စတွေများတာအဲ့ဒီကိစ္စတွေမြင်ရလာပြီဆိုရင်လည်းတက္ကရာဒိဋ္ဌိပဲအဲ့တော့တက္ကရာဒိဋ္ဌိဆိုတာကဒီထင်ရှားရှိနေတဲ့ယုံ난တရားတွေပေါ်မှာအမြင်မှားတာအဇံရတဲ့ပုံကိုတကြဆိုတော့ဇံအင်္ဂါပေါ်ဒီမှာမူတည်ပြီးတော့ဒီဇံငါဇံအင်္ဂါတွေကငါဖြစ်တယ်ငါနေပြီးတော့နောင်တဘောက်ဒီဇံအင်္ဂါတွေကတွားမှာနောင်တဘောက်ကိုရောက်မှာမပြည့်စည်ဘူးမမြဲတယ်ဆိုတဲ့အယူဝါဒတွေဖြစ်တယ် အဲ့ဒါတွေကလည်းခုနပြောသူတမထအားထုတ်တဲ့ပုံကိုယ်ဒီမှာဖြစ်တတ်တဲ့တက္ကရာဒိဋ္ဌိဖြစ်တယ်။အဲ့တော့တက္ကရာဒိဋ္ဌိဆိုတာဘာလဲလို့မေးလို့ရှိရင်ထင်ရှားရှိနေတဲ့ယုံနဲ့အစုပေါင်းပေါ်မှာအမြင်မှားမှုကတက္ကရာဒိဋ္ဌိပဲ။ဒါဆိုရင်တက္ကရာဒိဋ္ဌိပြောင်းအောင်ဘယ်လိုလုပ်ရလဲလို့မေးလို့ရှိရင်ဒီယုံနဲ့တရားတွေကငါမဟုတ်ဘူးအကောင့်မဟုတ်ဘူးတတ္တဝမဟုတ်ဘူးအစုဝေးသဘောတသက်ဖြစ်တယ်ဆိုတော့ကိုမြတ်စွာဘုရားတရားတွေကိုနာကြတယ်။မြတ်စွာဘုရားတရားကိုယုံကြည်ရတယ်။ ရုပ်လို့ပြောလိုက်လို့ရှင်ရုပ်အစုဝေးလို့နားလဲရတယ်ဝေဒနာလို့ပြောလိုက်ရှင်ဝေဒနာအစုဝေးအစုဝေးတွေကလည်းတစ်ခုချင်းတစ်ခုချင်းမှာချုပ်တက်တယ်ပျောက်တက်တယ်ပျက်စီးတက်တယ်မမြဲဘူးဆိုတဲ့သဘောတရားကိုလက်ခံတာအဲ့ဒီမမြဲသွားတဲ့အရာတွေကလည်းဒီတန်းကြီးချုပ်ပျောက်ပျက်စီးသွားတာမဟုတ်ဘဲနဲ့နောက်တစ်ခုထပ်ဖြစ်ပလာဖို့အတွက်လှန်လှန်ပြီးဆွဲတဲ့တဏှာရှိအဲ့ဒီတဏှာဆွဲလိုက်တိုင်းမှာနောက်ထပ်ဝေဒနာအတိအစ်တွေဖြစ်လာတယ်ဆိုတော့ငငယ်ကဝေဒနာကဆွဲထားတဲ့တဏှာနဲ့ကြီးလာတဲ့အချိန်မှာဆွဲထားတဲ့တဏှာကမတူတော့ဘူး ဆွဲတဲ့တဏှာချင်းမတူတော့ဘူးအဲ့ဒီတဏှာကဆွဲလိုက်လို့နောက်ထပ်ယုတ်တဲ့နံတ္တိထက်ထက်ဖြစ်လာတယ်ယုတ်တဲ့နံတ္တိအကြောင်းပဲနောက်တဘွားကိုပဲယုတ်တဲ့နံတ္တိထပ်ပြီးပေါ်တယ်ဆိုတဲ့အမြင်မျိုးမြင်လာအောင်လို့မမြဲတဲ့အနိစ္စတရားတွေစင်ဆက်မပြတ်လေပတ်နေတဲ့ပြိဿသမှုဘတရားတွေဆိုတာကိုယုံကြည်ရတယ်ယုံကြည်ပြီးွားလို့ရှိရင်အဲ့ဒါကိုသိအောင်လုပ်ရတယ်သိသွားလို့ရှိရင်အဲ့ဒီအစွဲကပြုတ်သွားတယ်အစွဲပြုတ်သွားလို့ရှိရင်ဘု து ဘာပြောပြောလက်မခံတော့ဘူး ဘသူကရှိတယ်ဒီမရှိဘူးတွေလာပြီးအငင်းကုန်လည်းမလုပ်တော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီအမြင်ကို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 တိုင်းသိကိုကိုတိုင်းမြင်တာဖြစ်ခြင်းကြောင့်ဒါတွေကဖြစ်တယ်ဖြစ်ပြီးပြတ်သွားတယ်ချုပ်ပြောက်တတ်တဲ့သဘောရှိတယ်။ဒီပုံမှာဆွဲလန်းတဲ့အဆွဲလေးတစ်ခုကနေနောက်ထပ်အစ်စ်ကိုထပ်ဖြစ်စေတယ်ဆိုတော့ကိုတိုင်းသိကိုတိုင်းမြင်သွားတာ။ကိုတိုင်းသိကိုတိုင်းမြင်သွားတဲ့ပုံကိုတော့ဘာလာပြောပြောလက်မခံတော့ဘူး။ကိုတိုင်းသိသွားတာဗော။အဲ့ဒီအချိန်ကျရင်တက္ကရာဒိဋ္ဌိကပြုတ်ပါတယ်။အဲ့ဒီအဆွဲမပြုတ်မချင်းကိုပဲခမရတို့အတွက်ကတွေးကျင်တဲ့လောက်တွေးကြံကျင်တဲ့လောက်ကြံအဖြေမရပါဘူး။ဟုတ်ပြီနော်။